တည်င်းတပုတ်တင်တာနဲ့ဆင်းနေကြတာနဲ့အများကြီးပဲဟိုအလဟတာအတိတ်ပဲမရှိတဲ့ဆဲတန်တွေရှိတယ်ပြီးလို့ရှိရင်အင်မတန်မှရိုင်းဆိုင်တဲ့စကားလုံးတွေနဲ့ဆဲတာတွေရှိတယ်အဲ့လိုရိုင်းဆိုင်တဲ့လူတွေရုံမာတဲ့လူတွေကဘလို့နိုင်ငံရေးမျိုးကိုလုပ်ခုလို့လဲနိုင်ငံရေးကိုဘလောက်ဘလောက်သိနေလို့လဲပေါ့နော်အဲ့ဒါတွေလည်းမေးခွန်းတွေရှိတယ် လူရဲ့အပြင်ပါတီသူတို့ပါတီတွေမှာပေါ့လေလူရဲ့အပြင်နေရှင်နေမယ်ဒါပေမဲ့ပါတီကိုဥဆောင်နေကြတဲ့ပုဂ္ဂိုလ်တွေရဲ့ဆွေးနွေးချက်တွေဟာဆိုလို့ရှိရင်နိုင်ငံတော်တဲ့အမတန်မှအကျုံးဝင်တာတွေရှိတယ်အသွင်ဝင်တာပေါ့နော်အဲ့ဒါကြောင့်မို့လို့ကိုယ်အမြင်ရှုထောင့်တစ်ခုတည်းကနေပြီးတော့မှအသုံးသက်ဖို့တဲ့ဒီဒီပုဂ္ဂိုလ်ပြောတာဟာဆိုလို့ရှိရင်နိုင်ငံအတွက်အကျိုးရှိတာဒီခုတိုက်ပွဲတွေရည်စဲဖို့အတွက်အကျိုးရှိလား အာနိုင်ငံတော်ရဲ့ပြုပြင်ပြောင်းလဲရေးတဲ့အကျိုးရှိလားဆိုတာကိုတော့သုံးသပ်ပြီးမှလည်းပြောသားစီရှင်ပါတယ်။ကျမတို့နဲ့ပတ်သက်လာလို့ရှိရင်လည်းဟိုတည်င်းတပုတ်တင်တာနဲ့ဆေးနဲ့ကြားရတယ်အများကြီးပဲ။ဟိုအလဟတ်တအတိတ်ပင်မရှိတဲ့ဆေးတန်တွေရှိတယ်။ပြီးလို့ရှိရင်အင်မတန်မှရိုင်းဆိုင်တဲ့စကားလုံးတွေနဲ့ဆေးတာတွေရှိတယ်။အဲလိုရိုင်းဆိုင်တဲ့လူတွေရုံမာတဲ့လူတွေကဘလို့နိုင်ငံရေးမျိုးကိုလုပ်ခုလို့လဲ။ နိုင်ငံရေးကိုဘာလို့ဘလို့သိနေလို့လဲပေါ့နော်အဲ့ဒါတွေလည်းမေးခွန်းတွေရှိတယ်ဆိုတော့လူတယောက်တယောက်စီမှာဒီပွဲကိုရောက်လာဖို့အတွက်အရေးရှင်ရှိလို့တာဖိတ်ကိုခင်ခံရတာပဲမလားတည်တင်းတမပေးရောက်ရောက်ဥပမာနိုင်ငံရေးပါတီကပေးရောက်ရောက်ဥယျာဉ်ကပေးရောက်ရောက်ဟိုပုံကိုယ်တွေမှာအရေးရှင်းရှိလို့ဒီနေရာကိုရောက်လာဖို့တဲ့ထိုက်တန်တဲ့ဟိုစွန်းစွန်းတော့အနေနဲ့ခံမှုတွေရှိလို့ပဲရောက်တာမလား အဲ့ဒါကြောင့်မလို့ကျမကတော့ဒီပုံကိုယ်တွေဆွေးနွေးနေတဲ့အချင်းတွေကောင်းပါတယ်တို့တို့ကိုလည်းတိုင်းပြည်အတွက်သုံးတဲ့တာလည်းရှိတယ်နိုင်ငံနိုင်ငံတစ်ခုတည်းအတွက်မဟုတ်ဘူးပေါ့နော်ဒီအနာကအခုလက်ရှိနိုင်ငံအတွက်တာမဟုတ်ဘူးအနာဂတ်မှာဆိုလို့ရှိရင်လည်းမျိုးဆက်တစ်တည်းအတွက်စဉ်းစားစရာတွေအများကြီးပါတယ်ဆိုတာလည်းပြောချင်တယ်ဟိုတစ်ဖက်မှာလည်းပဲ NCO ကိုလည်းမှတ်ရေးထိုးထားကြတယ် EO တွေအနေနဲ့ကလည်းဒီနေရာကိုတန်းနိုင်ဆုံးတော့ကျိုးစိုးကျိုးကျိုးဆက်ဆက်နဲ့တော့ရလာကြတာပေါ့ အဲ့လိုရလာကြတဲ့အခါမှာလည်း EEO တွေရဲ့ရှူတောင်းမျိုးစုံကနေပြီးတော့မှကျမတို့သုံးသက်ပေးကြတာတွေရှိတယ်ဟိုလက်နဲ့ကင်ရခြင်းရဲ့အကြောင်းရင်းတွေနောက်ပြီးလို့ရှိရင်ဒီလက်နဲ့ကင်ပြီးတော့မှတိုးလန်းခဲကြတဲ့ပုံကိုယ်တွေရဲ့စိတ်နေသဘောထားတွေခံယူရှိတွေကို NCA နဲ့ဟိုကွာဟမမရှိသေးဘဲကျမတို့ကဆွေးနွေးကြတာတွေလည်းအများကြီးရှိပါတယ်ဆို NCA ဆိုတာလည်းအမှန်တမ်းမှအရေးကြီးတဲ့စာချုပ်တစ်ခုဖြစ်တယ်အဲ့ NCA စာချုပ်ဆိုလို့ရှိရင် modify လုပ်ရမှလား အဲ့ဒီစာချုပ်ကိုပျက်စီးတယ်လို့ပြောလို့မရသေးဘူး modify လုပ်မယ်ဆိုလို့ရှိရင်လုပ်လို့ရတဲ့အနေအထားတွေရှိတယ်ဆိုတာမျိုးတော့ကျွန်တော်တို့ကအများကြီးအရှင်ပြေးပြီးတော့မှ training တကြတာတွေရှိတယ်ဆိုတော့ဒီလိုပဲပိတ်ဆက်လက်ခတ်ပေါ့နော်အဲ့လိုပုံစံမျိုးဝေဖန်တာပြောဆိုတာရိုင်းရိုင်းရိုင်းဆိုင်ဆိုင်ပြောဆိုတာတွေကတော့မကောင်းပါဘူးလို့ပုဂ္ဂိုလ်တရားရဲ့မေယာရှင်မေယာရှင်တွေပြည်သူတွေရဲ့အဆုံးအဖြတ်နဲ့တာလျင်တန်တာပေါ့နော်ပြည်သူလူထုအဆုံးအဖြတ်နဲ့တာလျင်ဆိုင်တယ် ထိုပုံကိုတွေကိုဆင်းနေကြတဲ့ပုံကိုတွေမကြိုက်ဘူးဆိုရင်မင်းမထင်းနဲ့ပေါ့ဒါပဲပြောရမှာပဲကြိုက်တဲ့လူတွေကထဲ့ပါစေပေါ့ပြည်သူတွေထောက်ခံရင်ဆိုရင်မေးရရင်လေးရနိုင်တာပေါ့လေအဲ့လောက်ပဲ